ပြောမင်္ဂလာပြောပြောမင်္ဂလာပြောလောစီသူမင်းနာစရဲပါလေပြောလေးမီလေးညီညီညီတွေ့တွေ့နှွေရလေးတော့ဟုတ်ကဲ့ဟုတ်ကဲ့ဒီကားထဲမှာပါတာ ။ကချင်းကတော့အမကိုရိုင်းဆိုထားပါပါ။ဘာလို့လဲဆိုတော့ဒီကားထဲမှာပါတဲ့ကိုယ့်ရဲ့ character ကိုကလည်းစိုင်းမှာဆိုတဲ့အဆူတော်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကိုယ့်ရဲ့တယုတ်ဆောင်တဲ့ character ကိုပြပြအောင်ဒီသချင်းဆိုတဲ့ဟာကိုတက်နိုင်ဆုံးစူးစမ်းပြီးဆိုဟိုဆိုထားတာပါဆို။အဲဆရာမကြီးအမေထီသီးတန်းတန်းကနေပြီးတော့အမကိုဒီသချင်းနေဆိုဖို့အတွက်ကိုသူကဟိုကဲ guide လုပ်ပေးခဲ့တာပါ။ไรดาโกเรตาကိုကျေးဇူးတင်ပါတယ်အဲ့တော့စရောဒီကားကိုရိုက်မယ်ဆိုတော့ အဲကိုကိုရိုင်းတချင်းဆိုဖို့အစီအစဉ်တော့မရှိဘူးပေါ့နော်အဲဒါပေမဲ့ကိုရတာကဘာပြောလဲအမရဲ့ဒီထဲမှာရဲ့ size ဆိုတော့ဆိုတော့တဲ့ဒီတည်းကဆိုရမယ့်တချင်းတွေကိုတဲ့အမကိုရိုင်းဆိုရင်ပိုကောင်းမယ်ထင်တယ်တဲ့ဆိုတော့ကိုကနားထောင်ချင်လိုက်တဲ့ခါကျတော့ပြောရရင်ဒါကိုတစ်ခါမှမဆိုဘူးတဲ့ပုံစံပေါ့နော်အဆိုပြုတဲ့ခါကျတော့ပြီးတော့ဒီတချင်းတွေရတယ်ဒီကမြန်မာသားစစ်စစ်တချင်းတွေဆိုတော့လေဆိုတော့အမားရင်းမခံလို့မရဘူးပေါ့ဆိုတဲ့ခါကျတော့ အဲအမစူးစားကြည့်မယ်ဆိုပြီးတော့အမအာပြောတဲ့ခါကျတော့မန္တလေးကဒီဇိုင်နာကိုထွန်းထွန်းလင်းနဲ့ကိုမျိုးမင်းဆိုတာအာဒီတချင်းဆိုမယ်လို့ပြောတဲ့ခါကျတော့ဒါဆိုရင်အဲအမရဲ့ဒီဆ iam မကြီးရှိရပေါ့အမေထိပ်သီးတန်းတန်းဆိုတာဒါရင်ကျင်းမှုอ่ะပေါ့เนาะအဲဆ iam တောင်းစီရဲ့ ဆရာမကြီးအမေထိသီးတန်းတန်းကနေပြီးတော့အမကိုဒီတချင်းနေဆိုးဖို့အတွက်ကိုသူကဟိုကဲကိုက်လုတ်ပေးခဲ့တာပါဒါကြောင့်လဲဒီတချင်းလေးကအမေထိသီးတန်းတန်းကိုဟိုကဲကိုက်လုတ်ပေးခဲ့လို့လဲဒီလိုတက်တက်ရဲရဲခလေးထွက်လာလို့လေအဲအမေထိသီးတန်းတန်းရောအဲဆက်သွယ်ပြီးရကိုထွန်းထွန်းလေးနှုတ်ကမျိုးမင်းဆိုးလို့လဲကျေးဇူးတင်ပါတယ်ပြီးတော့အမကဒီကားမှာဒီကာရိုက်တာအနေနဲ့ရုံကြည်ကြည်နဲ့အမကိုတရုတ်ဆောင်ခွင့်ပေးခဲ့တဲ့ကိုရတာနဲ့ဒီရောတန်ဝိုင်းတော်သားအားလုံးကိုကျေးဇူးတင်ပါတယ် အဲ့ဒီအချင်းကိုအရေးကိုဩရတာအမဒါဒါဒါဟိုဒီလောက်ဆိုရမယ်ပေါ့နော်ပေါ်ရတာပို့လာတယ်တစ်ချင်းနေပို့လာတဲ့အခါအဲ့ဒါကိုငကိုမူရင်သူဆိုတဲ့တစ်ချင်းလို့ကနားထောင်တော့နားထောင်ပြီးတဲ့အခါကျတော့ဒီမအဲမန်းလေးမှာအဲ့တစ်ချင်းနေအကုန်လုံးတရက်ထဲနဲ့အပြီးသွင်းရတာတရက်ထဲနဲ့ပြီးသွင်းရတော့ဟိုအမေထိတ်တိရဟိုမတွင်းငယ်ဟိုတစ်ချင်းအတန်မတွင်းငယ်နှစ်ရက်လောက်ကြိုပြီးတော့သူကကိုဟို training လုပ်ပေးခဲ့တယ်ပေါ့နော်ပြီးတဲ့အခါကျတော့တွင်းတဲ့အခါကျတော့လည်းအမေကအဲ တနေ့လုံးပဲအဲ့တခြင်းစသွင်းတဲ့ချိန်အားစပြီးတော့ညနေဆောင်ဒီတောက်လျှောက်အမနာမနေပြီးတော့မှဒီသူဟိုတေချာလုပ်ပြီးတော့ကိုကိုက်လုပ်ပြီးခဲ့ပေါ့ဒါကြောင့်လည်းအဲ့လောက်တက်တက်ရရလေးပေါ့နော်ပြီးတဲ့ခါကျတော့ကိုပိုနိုင်ကိုပိုနိုင်ကိုလည်းကြည့်စုတင်တယ်ကိုပိုနိုင်နဲ့အသက်ဖိုင်းတဲ့သူတွေအားလုံးကလည်းဟိုမီးရမလားချွေးတလုံးလုံးနဲ့အကုန်လုံးကစတူဒီယိုထဲမှာလေအဲ့လိုစိတ်ရှည်လက်ရှည်နဲ့ကို အချိန်ပေးပြီးလုပ်ပေးခဲ့လို့တတရရလေးထွက်လာတာပါရှင်။ဒီဇလန်းကိုကိုကမရခင်ကတည်းကကြိုးဖက်ထားတာပေါ့နော်။ဆိုတော့ဒီပြောညွန့်ဆိုရင်နောက်ဆုံးတခြင်းလေးရှိရဲ။အဲ့နောက်ဆုံးတခြင်းလေးကြတော့အဲ့တခြင်းလေးကိုသွင်းနေတဲ့အချိန်မှာအဲ့တခြင်းအဲ့တခြင်းသွင်းနေတဲ့အချိန်မှာပဲဒီကိုဒီဇလန်းကြီးတစ်ခုတော့ကိုရင်ထဲမှာရှိနေတာပေါ့နော်။ရှိနေတဲ့ခါကျတော့အဲ့အတန်အဆအဲ့အဲ့မှုကဝင်သွားတယ်အဲ့လိုမျိုးဖြစ်သွား။ဟုတ်ကဲ့ဒီကားထဲမှာပါတာ အချင်းကတော့အမကိုရိုင်းဆိုထားပါပါ။ဘာလို့လဲဆိုတော့ဒီကားထဲမှာပါတဲ့ကိုယ့်ရဲ့ character ကိုကလည်းစိုင်းမှာဆိုတဲ့အဆူတော်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကိုယ့်ရဲ့တယုတ်ဆောင်တဲ့ character ကိုပြပြအောင်ဒီသချင်းဆိုတဲ့ဟာကိုတက်နိုင်ဆုံးစူးစမ်းပြီးဆိုဟိုဆိုထားတာပါဆို။အဲမျိုးတို့ဟိုအားလုံးတက်ညီလက်ညီနဲ့ကြိုးကြိုးဆဆနဲ့ဖန်တီးထားတဲ့အမှုပညာလေးတစ်ခုပေါ့နော်။အဲ့ခါကျတော့မျိုးတို့ဖန်တီးထားတဲ့အမှုပညာလေးကိုပရိသတ်တွေအတွက်အဆင်ပြေမယ်ထင်ရင်တော့လာကြည့်ကြပါလာအားပေးပါလာအကဲဖြတ်ပေးပါလို့ 你往屁股怎么来些？